ဘီယာတစ်ခွက်ကိုမှ350ပဲရှိတဲ့အချိန်လေးကနေအခုချိန်ထိဆွဆွမြဲမြဲတောက်နေကြတဲ့ဘိုက်ပူပူနဲ့ဘီယာအရန်ကြိုက်တဲ့သူတွေအတွက်အခုဒီဗီဒီယိုထဲမှာဘီယာနဲ့ပတ်သက်တဲ့အကြောင်းတွေကိုပြောပြပေးသွားမယ်။ဘီယာကိုလွန်ခဲ့တဲ့ BC 1000လောက်ကတည်းကနေစပြီးတောက်သုံးခဲ့ကြတာဖြစ်ပြီးတော့အဲ့တုန်းကရိုးရှင်းတဲ့အချင်းဖောက်ထားတဲ့အရေးတစ်ခုတတ်တာပါပဲ။ဘလောက်တော့ရိုးရှင်းလဲဆိုရင်အခစ်တုံးကပေါင်မုံလုတ်တဲ့နီးကိုရေနဲ့နဲ့ပို့ထည့်ပြီးတော့အချင်းဖောက်လိုက်ရုံပါပဲ။ဒါကြောင့်လဲကျမ်းမာရေးအတွက်အများကြီးအထောက်အကူဖြစ်ခဲ့ပြီးတော့အာဟာရဓာတ်လည်းကျွဲဝခဲ့တယ်။ဒါပေမဲ့ခစ်ကာလာပြောင်းလဲလာတာနဲ့အမျှ ်ဘီယာဈေးကွက်တွေကျဲပြန့်လာတာဖော်ဆက်မှုတွေပြောင်းလဲလာတာနဲ့တောက်တုံးမှုအမားတွေကြောင့်အခုဆိုရင်ဘီယာကမွေးရေးဆေးဝါးဆိုတဲ့ကျဲတီးတက်ထားရပါပြီဆိုတော့ဒီဗီဒီယိုလေးထဲမှာဘီယာရေးစင်ကဲပြောင်းလဲလာပုံနဲ့ဘီယာအတောက်ဆုံးနိုင်ငံတွေဘီယာရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုတင်ဆက်ပေးထားတာကြောင့်ပိုက်ရွှဲကြီးတွေနဲ့ငယ်လေးစီနှခွက်လောက်ချပေးပါအောင်ကွာဆိုပြီးတော့ဘီယာကိုတွားကျိုးအောင်တောက်နေတဲ့လူတွေကြည့်ဦးကြည့်တင်တဲ့ဗီဒီယိုလေးတစ်ပုတ်ပါပဲခင်ဗျာဘီယာရေးတဆင်ပြီးတဆင်စင်ကဲပြောင်းလဲလာပုံကတကယ်ပဲစိတ်ဝင်စားဖို့ကောင်းပါတယ် ရှေးရခိုင်ကလေးကလူတွေကအမဲလိုက်စားတောက်ကြတယ်လို့ပဲမူရောစပားနဲ့ဂျုံတွေကိုပါရေနဲ့ရောပြီးတော့စံပြုတ်လို့စားတောက်ခဲ့ကြတယ်စံပြုတ်တွေစားပြီးတော့အကျွင်းကြံတွေကိုလွင့်ပစ်တာဒါမှမဟုတ်တင်းစီထားတာတွေကနေအချင်းပေါက်ပြီးတော့ဘီယာတဖြည်းဖြည်းလူတွေနဲ့စတင်ရင်းနှီးလာခဲ့ပါတော့တယ်အီဂျစ်ခေတ်မှာတော့ဘီယာကအရန်ကိုအေးပါခဲ့ပြီးတော့နေစဉ်ဘဝရဲ့ကဏ္ဍတော်တော်များများကိုနေရာယူထားနိုင်ခဲ့တယ်သူတို့ကဘီယာကိုအဆင့်မြင့်အောင်လုပ်ခဲ့ပြီးတော့ချမ်းသာတဲ့လူတွေတောက်ဖို့ဆင်းရဲတဲ့လူတွေတောက်ဖို့အပြင်ကိုတည်တဲ့လူတွေတောက်ဖို့ဆိုပြီးတော့ပါအမျိုးအစားတွေခွဲပေးလိုက်ပါသေးတယ် ဆိုတော့ဘီယာကအစားအသောက်အဖြစ်နဲ့ရောဘာသာရေးဆိုင်ရာအပိုင်းတွေမှာရောတွင်တွင်ကျကျအသုံးချခံလာရပါတယ်။ဒါအပြင်ငွေကြေးအစားထိုးတဲ့အရာတစ်ခုပါသုံးခဲ့ပြီးတော့အလုံသမားတွေကျွန်တွေကိုလောက်ခလာစားအနေနဲ့ပေးခဲ့ပါသေးတယ်။အလဲခက်ပြီးတော့1500ခုနှစ်ဝင်းကျင်လောက်မှာတော့ဘီယာကယမဂါတစ်ခုအဖြစ်စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။အဘက်ခက်မှာတော့က hops လို့ခေါ်တဲ့ဗျက်ပွင့်ဗျက်သီးကိုပထမဆုံးစတင်သုံးစွဲခဲ့ကြပါတယ်။အဲ့ဒါတွေကဘီယာကိုအခတ်တက်ရစေပြီးတော့တာရှည်ခံလာစေတယ်။ အဲ့အပြင်ဝမှာပိုပြီးတန့်ရှင်းတဲ့ဘီယာ quality ကိုရစေတဲ့အတွက်ကြောင့်ခေတ်သစ်ဘီယာတွေရဲ့အခြေခံပုံစံအဆဖြစ်လာခဲ့တာပါဆမှုဒေါ်လာရေးကာလမှာဘီယာတွေရဲ့စင်ကဲပြောင်းလဲမှုတွေကစမ်းသစ်လာခဲ့ပါတယ်ဘီယာကိုပလင်းပုံစံတွေအရသာတွေကိုပုံစံမျိုးစုံနဲ့ဖန်တီးနိုင်ခဲ့တာပါအဲ့ဒီထဲမှာတိထားတဲ့လူတစ်ယောက်ကတော့ Gannis လို့ခေါ်တဲ့လူတစ်ယောက်ပါသူကခေတ်သစ်ဘီယာချစ်သူတွေရဲ့ကျေးဇူးရှင်ဆိုလည်းမမားပါဘူး1968ခုနှစ်မှာဘီယာချက်ဆက်ယုံကိုသူတီထောင်ခဲ့ပြီးတော့တာမန်ထက်ဆန်းသစ်တဲ့ပုံစံတစ်ခုနဲ့ကဘာအနံ့ကိုဖြန့်ဖြူးရောင်းချခဲ့တယ် အဖီယာကို Ganis လို့ခေါ်ပြီးဒီဘက်ခေတ် BR ရဲ့အခြေတီယာ BR တခုဆိုလည်းမမားပါဘူးခုထိလည်း DBR တွေကဈေးကွက်ထဲရောင်းချနေပြီးတော့ BR ချစ်သူတွေအနေနဲ့တစ်ခါတော့တောက်ဖူးတင်တဲ့ BR ပဲဖြစ်ပါတယ် Nice ဗီဒီယိုဆက်မသွားခင် အခုပြောပြနေတဲ့ BR အပါဝင်အခြားတောက်စရာ၅မျိုးဖြစ်တဲ့လဖိတ်ရည် Coffee Wine အရက်နဲ့ Coca-Cola အကြောင်းတွေကိုပါလေ့လာကြည့်နေဆိုရင်တော့ရွှေနှုတ် application နဲ့က A History of the World in 6 Classes စာအုပ်ထဲမှာတွားရောက်လေ့လာနိုင်တယ် ရွှေနှုတ် application ဆိုတာနိုင်ငံတကာကမ္ဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း600ကျော်ကိုမြန်မာဘာသာပြန်ပေးထားပြီးအသံနဲ့ရောစာနဲ့ပါအချိန်မရွေးနေရာမရွေးဖတ်ရှုနားဆင်နိုင်တဲ့ audio book တွေပါဝင်တာကြောင့်စာဖတ်ဖို့အချိန်မရှိတဲ့သူတွေအတွက်ကတော့အခုပဲ Play Store နဲ့ App Store တွေမှာ download ဆွဲပြီးတော့စာရေးဖတ်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ်။ဒီအစစ်သက်မှတ်ချက်တွေအတွက်ကျွန်တော်တို့နစ်စင်တူးချင်းဘီယာဘလောက်တောက်လဲဆိုတာကိုအရင်ဆုံးကြည့်ကြမယ်။2023ခုနှစ်ရဲ့စစ်တမ်းတွေအရဆိုရင်အဆင့်တိတ်နေရာမှာချက်သမရနိုင်ငံရှိနေပြီးတော့ တူဦးကိုဘီယာ188.5လီတာတောက်သုံးတယ်ဆိုပြီးဖော်ပြထားပါတယ်။ဒီနိုင်ငံလူတွေကဘီယာမှာအမြုပ်ပါရင်မတောက်ကြသလိုအမြုပ်များရင်လည်းမတောက်ကြပါဘူး။ဘီယာဝတောင်ကြီးများတဲ့နိုင်ငံမှာဟွန်း။အဲ့ဒါအပြင်ကမှ check နိုင်ငံကနံပါတ်1ဆိုတဲ့နေရာကို32နှစ်ကျော်အထိတောင်ထိန်းသိမ်းထားနိုင်ခဲ့တယ်။အဲ့ဒီအတော်တွင်သူတို့ကိုကြော်နိုင်တဲ့နိုင်ငံကဘယ်နိုင်ငံမှမပေါ်လာသေးပါဘူး။သူတို့ရဲ့အောက်မှာတော့ Austria နိုင်ငံရှိပြီးတော့တူဦးကို101.1လီတာနှုန်းအထိတောက်သုံးနေကြပါတယ်။ အဆင့်3မှာတော့ပိုလန်နိုင်ငံရှိတယ်ပိုလန်နိုင်ငံသားတွေကတော့ data ထွက် BR တွေကိုပိုသဘောကျနှစ်ချိုက်ပြီးတော့တအူးကို69.6လီတာအထိတောက်သုံးကြတယ်လို့သိရတယ်။အော်ဒါနဲ့မြန်မာနိုင်ငံရောအဆင့်ဘလောက်မှာရှိတယ်လို့သိချင်ကြမှာပေါ့။ကျွန်တော်ရှာကြည့်တဲ့လောက်ကတော့အစင်းင်းထဲမှာမြန်မာနိုင်ငံတော့မပါသေးဘူး။ဒါကြောင့်အစင်းင်းထဲပါလာအောင်များများတောက်မယ်ဆိုပြီးတော့တော့မတွေးလိုက်နဲ့နော်။ကြားမှာထိခိုက်မှာဆိုလိုပါ။ကမ္ဘာအယောင်အယဆုံး BR စင်းင်းရဲ့ထိတ်ဆုံးမှာတရုတ်နိုင်ငံကစနိုးဆိုတဲ့ BR ကုမ္ပဏီရှိနေပါတယ်။ ဒီဘီယာကတရုတ်နိုင်ငံမှာထိတ်တန်းဘီယာတစ်ခုဖြစ်ပြီးတော့ဈေးလည်းအရန်တန်တယ်လူတန်းစားမရွေးလည်းတောက်သုံးနိုင်တယ်နိုင်ငံတကာဈေးကွက်ကိုမဖြန့်ဖြူးရသေးခင်မှာတော့တရုတ်နိုင်ငံရဲ့လူဦးရေနဲ့တင် top 1ဆိုတဲ့နေရာကိုရောက်နေရပါတစ်နှစ်တစ်နှစ်ကိုဘီယာလီတာပေါင်း10ဘီလီယံကျော်အထိအောင်ရောင်းချနေရတာပါဒါပေမဲ့မြန်မာနိုင်ငံမှာတော့ကမ္ဘာအယောင်အယဆုံးဘီယာကိုတောက်ဖူးခြင်းနဲ့ဆိုရင်တော့ဘယ်မှမဝယ်လို့မရပါဘူးတောက်ခြင်းနဲ့ဆိုရင်တော့တရုတ်နိုင်ငံအထိသွားပြီးတောက်ဖို့အတွက်ပဲအကြံပေးခြင်းပါတယ်ဟမ်သူ့ရဲ့နောက်မှာဘီယာချစ်သူတို့ရဲ့အသေးဆွဲ Budweiser family ရှိပြီးတော့ King of Beer လို့တောင်တင်စားရတဲ့အထိတကမ္ဘာလုံးရဲ့ Beer လောကကိုချုပ်ကင်ထားတာပါဒီအုပ်စုကနေပြီးတော့ထုတ်လုပ်တဲ့ Beer Brand ပေါင်း630နီးပါးရှိပြီးတော့နိုင်ငံပေါင်း150မှာဈေးကွက်ဖြန့်ကျက်ထားတယ်။အဲ့ဒီ family ကို Anheuser-Busch InBev ခေါ်ပါတယ်။သူတို့ရဲ့အအောင်မြင်ဆုံး brand ကတော့တစ်ကမ္ဘာလုံးအကြိုက်ဖြစ်တဲ့ Budweiser ဖြစ်ပြီးတော့အယောင်ရဆုံး Beer တစ်ခုလည်းဖြစ်ပါတယ်။ Beer တွေကရှေးခေတ်ကတည်းကဆေးဘက်ဆိုင်ရာတွေမှာတုံးဆွဲခဲ့တာမျိုးရှိရတာကြောင့်သူ့ရဲ့ကောင်းကျိုးတွေကလည်းပေါ်သေးသေးတော့မဟုတ်ဘူး။ဒါပေမဲ့ဒီကောင်းကျိုးတွေကတော်သိမ့်ုံလောက်ပဲတောက်ပြီးမှရရှိနိုင်တာဖြစ်လို့ အလွန်ကျွံတောက်ရင်တော့အစိမ့်တောက်နေရတယ်လို့ဖြစ်နေမယ်ဆိုတာကိုအသတိပေးခြင်းပါတယ် WHO ရဲ့ထုတ်ပြန်ချက်တွေမှာအမျိုးသားဆိုရင်တရက်ကိုဘီယာ3ခွက်နဲ့အမျိုးသမီးဆိုရင်2ခွက်အထိတောက်သုံးသင့်တယ်လို့ပြောတယ်ဒီလိုသာစီးကန်းတကျတောက်မယ်ဆိုရင်တော့ဘီယာကမထင်ထားလောက်အောင်ကောင်းကျိုးတွေတင့်အတွက်ယူဆောင်လာမှာပါဘာကောင်းကျိုးတွေလဲဆိုတော့နံပါတ်1ဘီယာကနှလုံးကျန်းမာရေးကိုကောင်းစေပြီးတော့နှလုံးအတွက်အထောက်အကူအများကြီးပေးတယ်ပြီးတော့နှလုံးယောဂာနဲ့နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်ပွားနှုန်းကိုလည်းရှင်းချပေးတယ်။အဲ့ဒါကတော့ဘီယာထဲမှာပါဝင်တဲ့ antioxidants ကြောင့်ဖြစ်ပြီးတော့ ဒီအရာနှလုံးကျန်းမာရေကိုပို့ပြီးတော့အားကောင်းစေပါတယ်။နံပါတ်1ကြောက်ကပ်အတွက်ကောင်းစေတယ်။ဘီယာရဲ့အထူးကပါဝင်ပစ္စည်းရရေးပါပဲ။ဒါကြောင့်ဘီယာကိုတော်ရုံတည်ရုံတောက်ခြင်းကကြောက်ကပ်ကိုတန့်ရှင်းစေပြီးတော့ကြောက်တဲ့ရာကိုလည်း40ရာခိုင်နှုန်းတားဆီးပေးတယ်။ဒါပေမဲ့ဘီယာအစားရေပိုတောက်ရင်တော့ပို့ပြီးထိရောက်နိုင်တာမို့ကြောက်ကပ်အတွက်ဘီယာတောက်မယ်ဆိုတဲ့ကိစ္စကိုတော့ရောင်းလို့တော့မတွေးပါနဲ့။နံပါတ်3အယိုးအစစ်တွေကိုတန်ပါစေရယ်။ဘီယာကို တော်သိယုံလောက်ပုံမှန်တောက်နေကြလူတွေရဲ့အယိုးကတာမန်လူတွေထက်ပိုပြီးတက်မာတယ်ဆိုပြီးတော့စစ်တမ်းတွေမှာတွေ့ရတယ်။အထူးသဖြင့်မှုရောစဘာထုတ်လုပ်တဲ့ဘေးရာတွေကအယိုးအစ်စ်တွေကိုတက်မာလာစေတယ်။နံပါတ်၄စိတ်ဖိစီးမှုတွေကိုရှော့ချပေးတယ်။စိတ်ဖိစီးမှုတွေများပြီးတော့ညစ်နေတဲ့အချိန်မှာဆိုရင်ဘာသွားပြီးတော့လေချောင်းထဲကိုဘီယာအေးအေးလေးတစ်ခွက်လောက်မျောချလိုက်ရှင်တာမျိုးစိတ်ထဲမှာဖြစ်ဘူးလားတကယ်လဲဘီယာကစိတ်ဖိစီးမှုတွေကိုရှော့ချပေးနိုင်ပါတယ်ဒါအပြင်မှာဘီယာစနစ်တကျတောက်သူတွေကစိတ်ကြယောဂါမဖြစ်ဘူးလို့လည်းပညာရှင်တွေကဆိုထားသေးတယ်နံပါတ် စံသားကိုပိုကောင်းစေတယ်။ဟုတ်ပါတယ်တကယ်ပါ။ဘီယာကတင်းရဲ့စံသားကိုတကယ်အားကောင်းစေတယ်။ဘီယာကိုတောက်တုံးတာပဲဖြစ်ဖြစ်၊သပင်းတွေကိုလိမ့်ပေးတာပဲဖြစ်ဖြစ်၊သပင်းတွေအတွက်အထောက်အကူဖြစ်စေတယ်။အဲဒါကြောင့်မို့လဲဘီယာထုတ်တဲ့ခေါင်းလျှော်ရည်တွေကကမ္ဘာပေါ်မှာအများကြီးရှိပြီးတော့ဈေးကြီးပေးဝယ်ရတာမျိုးတွေလည်းရှိတယ်။ဒါတွေကဘီယာတွေရဲ့ကောင်းကျိုးတွေဖြစ်ပေမဲ့သတိပြုရမှာတစ်နှစ်၃ခွက်ထပ်မပိုတဲ့ကန့်သက်ချက်ပါ။၃ခွက်ထပ်ပိုပြီးတောက်မယ်ဆိုရင်တော့ဒါတွေအားလုံးရဲ့စန့်ကျင်ဘက်တွေဖြစ်လာနိုင်တာမို့လို့ကြောက်စရာကောင်းတဲ့ဆိုးကျိုးတွေကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်။နံပါတ်၁ဘီယာအဝလွန်စေနိုင်ပါတယ်။ အကြောင်းကတော့ဘီယာမှာကယ်လိုရီအများကြီးပါတယ် brand တစ်ခုနဲ့တစ်ခုကကယ်လိုရီပါဝင်တုံးတော့မတူကြပါမိ့အကျန်းအဖြစ်ဆိုရင်တော့တရာကယ်လိုရီအထက်တော့ပါဝင်ကြတာကြီးပါပဲဒါကြောင့်လည်း bike ကလေးပူပူမြင်ရင် bia bike ဆိုပြီးအစခံနေရတာနေမှာပေါ့ဒီလိုဝလာတာကအသေးအစီဖုံးတာနှလုံးအစီဖုံးတာတွေကိုဖြစ်စေနိုင်တယ်နံပါတ်1အသေးကိုပျက်စီးစေတယ်ဟုတ်တယ် bia မှာပါဝင်တဲ့ echo ဟောကအသေးကိုတေချာပေါက်ကိုပျက်စီးစေပါတယ်အမေရိကန်ကျန်းမာရေးဌာနရဲ့ထုတ်ပြန်ချက်အရ bia နှစ်ခွက်ထပ်ပို့တောက်တဲ့သူကိုအလွန်ကျွံတောက်တယ်လို့သတ်မှတ်ပြီးတော့ နေ့စဉ်တောက်မယ်ဆိုရင်တော့10နစ်အတွင်းမှာအသေးချောင်းနိုင်တယ်။ယောဂဖြစ်ပြီဆိုမှပဲဘီယာဖြတ်ဖို့လုပ်မယ်ဆိုရင်အချိန်မမီတော့တာကြောင့်နာတာရှည်ယောဂဖြစ်သွားမှာပါ။အဲ့ဒါအပြင်ကမှအချိန်2နာရီအတွင်းမှာဘီယာ5ခွက်စီပုံမှန်တောက်တက်တဲ့လူတွေကရုပ်တရက်အသေးချောင်းယောဂတွေဖြစ်စေနိုင်ပြီးအချိန်နေဆိုရင်အသက်ပါဆုံးရှုံးသွားရနိုင်ပါတယ်။နံပါတ်3ရေဓာတ်ကိုခန်းချောက်စေတယ်။အခုဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာဘီယာရှယ်တောက်ပြီးတော့ကြိုးဝါဘူးတဲ့လူတွေရှိလား။ဒါဆိုရင်တော့တရင်တို့ရေထထတောက်ကားတဲ့ဒုက္ခကိုတော့ကောင်းကောင်းခံစားဖို့မှာပေါ့။ ဘီယာကရေကိုအထီးကထားထုတ်လုပ်ထားတယ်ဆိုပေမဲ့အကိုဟောပါဝင်တယ်ဆိုတာကိုလည်းမေ့ထားလို့မရပါဘူးဘီယာမှာပါတဲ့အကိုဟောကကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေဓာတ်ကို C အဖြစ်ကိုပြောင်းလဲပေးတယ်အဲဒါကြောင့်ဘီယာကရေကိုအခြေခံထားတာဆိုပေမဲ့အလွန်ကြောတောက်ရင်တော့ရေဓာတ်ခန်းချောင်းနိုင်တာပါနံပါတ်၄အစာအိမ်ကိုထိခိုက်နိုင်တယ်ဘီယာကိုတစ်ခွက်နှစ်ခွက်တောက်ရုံကအစာခြေဖြတ်မှုကိုအားကောင်းစေတယ်ဆိုပေမဲ့အလွန်အကျွံတောက်တာကအစာအိမ်ကိုပါထိခိုက်စေနိုင်ပါတယ်။ဘီယာဆိုတာအချင်းဖောက်ထားတဲ့အဆစ်ရည်တစ်မျိုးပါပဲ အစစ်တပ်ကလူခဏကိုတဲကိုအလွန်ကျွံရောက်သွားရင်တော့ကျွန်တော်တို့ရဲ့အစာအိမ်နိုင်ရည်ကိုပျက်စီးစေပြီးတော့အစာချေဖျက်မှုလုပ်ငန်းကိုလည်းကမောက်ကမဖြစ်စေနိုင်ပါတယ်။နံပါတ်၅ကင်ဆာဒီလိုဆိုးကျိုးတွေထဲမှာအန်ဒီအကြီးဆုံးနဲ့ကြောက်စရာအကောင်းဆုံးကတော့ကင်ဆာရောဂါပါပဲ။ဘီယာမှာပါဝင်တဲ့အက်ကိုဟောကဗဇက်ကင်ဆာအသည်းကင်ဆာလေကြောင်းကင်ဆာနဲ့ရင်သားကင်ဆာစတဲ့ကင်ဆာတော်တော်များများကိုဖြစ်စေနိုင်ပါသေးတယ်။ ကင်ဆာဆိုတာကတော့ဘလောက်တောင်ကြောက်စရာကောင်းလဲဆိုတာအားလုံးသိထားပြီးသားဖြစ်မှာပါလူအသက်တစ်ချောင်းတောင်လွယ်လွယ်ဆွဲနှုတ်နိုင်တဲ့အရာတွေထဲမှာကင်ဆာလည်းတစ်ခုအပါဝင်ပါပဲဒီလိုအရန်အနေနဲ့ရှိတဲ့အယ်ကိုဟောကြောင့်နှစ်စဉ်လူပေါင်းနှစ်သန်းကျော်ကအသက်ဆုံးရှုံးနေရတယ်။အဲ့ပမာဏကမတော်တဆမှုကြောင့်တည်ဆုံးရတဲ့လူပမာဏထက်ကိုပိုများပါတယ်။အသက်ကိုညံဆောင်နေဆိုသလိုပဲမဖြစ်မနေတောက်ဝမယ်ဆိုရင်လည်းအမျိုးသားဆိုရင်၃ခွက်အမျိုးသမီးဆို၂ခွက်နဲ့အထက်တော့ပိုမတောက်သင့်ပါဘူး။တကယ်လို့ဘီယာမတောက်မနေရဖြစ်နေရင်တော့အခုကတည်းကဖြတ်ဖို့အကြံပေးကြပါတယ်။ ဖျက်ဖို့အတွက်အခက်အခဲရှိနေမှာဆိုရင်လေနီးစပ်ရာကျန်းမာရေးစင်တာတွေမှာအကူအညီတောင်းတာဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့ဆွေးနွေးတာကအခက်ခဲတဲ့အရာတစ်ခုတော့မဟုတ်ပါဘူးအခုဒီဗီဒီယိုထဲကနေတင်ယူနိုင်ခဲ့တဲ့အချက်တွေကတော့ BR တွေကကောင်းကျိုးထက်ဆိုးကျိုးတွေကပိုများတယ်။ BR တွေကိုအလွန်ကျွံတောက်ရင်အန္တရာယ်ဖြစ်လာနိုင်တယ်။ BR တွေကဆွဲလန်းတဲ့နဲ့အရာတစ်ခုမဟုတ်တာကြောင့်မတောက်မနေရတောက်ရမယ်ဆိုရင်တော့တော်ယုံတင်ယုံလောက်ပဲတောက်တင်နေဆိုတာတွေပဲဖြစ်တယ်။ဆိုတော့အခုဗီဒီယိုကြည့်နေကြတဲ့လူတွေရော BR ကြောင့်ဘယ်လိုဆိုးကျိုးတွေခံစားမှုကြလဲ။ ဒါမှမဟုတ် BI ရဲ့ဆိုဂျိုးတွေကိုဒီထက်ပိုပြီးတည်ထားရဆိုရင်တော့တခြားလူတွေပါတည်နိုင်အောင်လို့ကျွန်တော်တို့ဗီဒီယိုရဲ့အောက်က comment section လေးမှာမျှဝေပေးသွားပါအောင်ခင်ဗျာ channel app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်အုပ်တောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံအသေးစိတ်ကိုလည်း channel facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်